ကမ္ဘာပေါ်ကအစင်းရဲဆုံးနိုင်ငံ၅နိုင်ငံ ရေဒီယိုအားလုံးပဲမင်္ဂလာပါရှင်။ Crazy Angel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့ပရိသတ်တို့အတွက်ကိုတင်ဆက်ပေးသွားချင်တာကတော့ကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေထဲကမှငါးနိုင်ငံအကြောင်းပဲဖြစ်ပါရစေ။အများစုကတော့အာဖရိကတိုင်းကနိုင်ငံတွေဖြစ်ကြပြီးတော့စီရင်နိုင်ငံရေးနဲ့ဘာသာရေးအထူးကိယုံနေကြောင်းနိုင်ငံရဲ့ပညာရေးစီးပွားရေးတို့ကိုပါထိခိုက်ဆုံးရှုံးစေခဲ့ရပြီးတော့အခုလိုမျိုးကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေဆင်းနေကိုရောင်းရှိနေကြတာပဲဖြစ်ပါရစေ။ နံပါတ်9 Mozambique နိုင်ငံအရင်မြစ်တွေကျွေးဝါလာတဲ့ပေါ်တူဂီကိုလိုနီဟောင်း Mozambique နိုင်ငံကလည်းလွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းပြည်မျှ GDP တိုးတက်မှုနှုန်း900ခန့်လုံးကျော်ကိုထုတ်ပြန်လေးရှိပါတယ်။ဒါပေမဲ့လည်းဈေးထန်ဆိုးရွားလာတဲ့ရာသီဥတုအခြေအနေတွေနဲ့နိုင်ငံကြီးမတည်ငြိမ်မှုတွေရဲ့ရလဒ်တွေကြောင့်ပဲ Mozambique နိုင်ငံက ကမ္ဘာအစင်းရဲဆုံးဆယ်နိုင်ငံစင်းလေးကနေအခုအချိန်ထိရုံမထွက်နိုင်သေးတာပဲဖြစ်ပါတယ်။ပိုဆိုရာကတော့ Islamic တောင်ကျန်းသူအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေက2019ခုနှစ်ကစပြီးနိုင်ငံရဲ့မြောက်ပိုင်းမှာဓာတ်ငွေပုံကျွဲဝတဲ့ဒေသတွေကိုတိုက်ခိုက်နှောင့်ယှက်ခဲ့ပါတယ်။ဒါပေမဲ့ IMF ရဲ့အဆိုအရနိုင်ငံရဲ့စီးပွားရေးဟာ2024ခုနှစ်နဲ့2025ခုနှစ်အတွင်းငါးရာခိုင်နှုန်းခန့်ချဲ့ထွင်နိုင်ခဲ့ပါတယ်တဲ့။နံပါတ်၄ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ DRC ဘယ်ဂျီယံနိုင်ငံမှလူ့အရေးရပြီးရနောက်1960ခုနှစ်မှစတင်ပြီးကွန်ဂိုနိုင်ငံကဆယ်စုနှစ်များစွာရက်ဆက်ကျန်းကျုံလာတဲ့ခေါင်းပုံဖြစ်မှုအာဏာရှင်စနစ်နိုင်ငံရေးမတည်ငြိမ်မှုတွေအပြင်အစမပြတ်အကြမ်းဖက်အုပ်ချုပ်မှုတွေကိုခံစားခဲ့ရပြီးတော့စစ်တပ်နိုင်ငံခေါင်းဆောင်စုတွေရဲ့ရန်တွေကြောင့်နိုင်ငံရေးထိုးထွင်းမှုဟာတဖြည်းဖြည်းဆုံးယုတ်လာခဲ့ပြီးတော့ကမ္ဘာအစိုးရဆုံးနိုင်ငံ CNN ဝင်လာပါတော့တယ် ိုင်ငံရဲ့လူဦးရေတန်တရာခန့်ရဲ့65ရာခိုင်နှုန်းခန့်ဟာတရက်ကို1.35ဒေါ်လာအောက်သာ ရရှိကြပါတယ်။ဒါပေမဲ့လည်းကွန်ဂိုဒီနိုင်ငံကအာဖရိကတိုင်းရဲ့အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်လာနိုင်ပြီးတော့တိုင်ကြီးတစ်ခုလုံးအတွက်ဒုတက်မှုမောင်းနှင်အားတစ်ခုဖြစ်လာဖို့ရလိုအပ်တဲ့အရင်းအမြစ်တွေနဲ့အလားအလာတွေများစွာရှိနေရဆိုပြီးတော့ကမ္ဘာ့ဘဏ်ကပြောကြားခဲ့ပါတယ်။ အရိနိုင်ငံကအာဖရိကတိုင်းရဲ့ထိတ်တန်းကျင်းနေအရင်မြင့်တဲ့လျှစ်စစ်ကားတွေထုတ်လို့ရမှာလဲမရှိမဖြစ်လိုအပ်တဲ့နိုင်ငံတနိုင်ငံပဲဖြစ်ပါရဲ့ရှင်။နံပါတ်3ဘဟုအာဖရိကသမ္မတနိုင်ငံရွှေရေနံယူရီနီယံနဲ့စိတ်နေပုံချွေဝါလုံးနဲ့ဘဟုအာဖရိကသမ္မတနိုင်ငံကအလွန်စင်ရလာတဲ့လူတွေနေထိုင်ရာ အလွန်ချမ်းသာလာတဲ့နိုင်ငံလို့တောင်ထင်မှတ်မိပါရဲ့။ ဆယ်စုနှစ်တခုအတွင်းကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေထဲမှာဗဟိုအာဖရိကသမ္မတနိုင်ငံလည်းပါဝင်ခဲ့ပါတယ်။ပြင်သစ်နိုင်ငံမှာလူထုရေးရခဲ့တဲ့1960ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်2016ခုနှစ်မှာဗဟိုအာဖရိကသမ္မတနိုင်ငံက ဒီမိုကရေစီနီကြသမရတအူးကိုရွေးကောက်တင်မြှောက်ခဲ့ရပြီးတော့မွတ်စလင်လူနေစုနဲ့ခရစ်ယာန်လူများစုကြား꿰ပြမှုအငင်းပွားမှုတွေကိုပေါင်းကူးပေးနိုင်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ်မင်းဆွဲခဲ့တဲ့ဝင်ကြီးချုပ်ဟောင်း Fosting Achan Torodero ကိုသမရအဖြစ်ရွေးချယ်ခဲ့ကြပါတယ် ဒါပေမဲ့လည်းသူရဲ့အောင်မြင်ခဲ့တဲ့ရွေးကောက်ပွဲကအမျိုးသားပြည်လဲထူထောင်ရေးစီကိုအရေးကြီးတဲ့ခြေလှမ်းတစ်ခုအဖြစ်ဦးတည်ရည်ရွယ်ထားပေမဲ့လည်းနိုင်ငံရဲ့နေရအနှံ့အပြားကိုတော့အစိုးရစင်ကျင်ရင်းနဲ့ပြည်သူ့အစ်အဖွဲ့တွေကထိန်းချုပ်ထားစေဖြစ်ပါတယ်။ပြည်ထောင်စုနဲ့နိုင်ငံအတွက်အစိုးရမှုတွေရှိပေမဲ့လည်းမကြသေးမီနစ်တွေအတွင်း တက်လုံငန်းစိုက်ပျိုးရေးကဏ္ဍပြောင်းလဲနှုန်းထလာမှုနဲ့စိန်ရောင်းချမှုတစ်စိတ်တစ်ပိုင်းပြောင်းလဲစတင်လာနိုင်ခြင်းတွေကြောင့်နိုင်ငံရဲ့ဒုတက်မှုနှုန်းကအတန်အသင့်တက်လာခဲ့ပါတယ်။နံပါတ်1ဘရွန်ဒီနိုင်ငံ ကုန်းပြင်းပိတ်ဘရန်ဒီကတော့တဘာဝအရေးမြစ်ကြီးရှားပါးနေပါပြီးတော့1993ခုနှစ်မှ2005ခုနှစ်အထိကြာမြင့်ခဲ့တဲ့ပြည်ရင်းစစ်ကြောင့်စစ်ပီးတံကိုအလူးလဲခံစားခဲ့ရပြီးတော့အဲဒီနောက်နောက်ဆက်တွဲရလဒ်နေနေကတော့ကမ္ဘာဒုတိယအစင်းရဲဆုံးနိုင်ငံအဖြစ်အဆင့်သတ်မှတ်ခြင်းခံရရတာပဲဖြစ်ပါတယ် ဘရန်ဒီနိုင်ငံရဲ့အကြမ်းပြင်းတွက်ချက်မှုအရနိုင်ငံသား73တန်းရဲ့80ရာခိုင်နှုန်းခန့်ကအတမဝန်ကြောင့်အဖြစ်စိုက်ပျိုးရေးကိုတာမိခိုလုံးကန်နေရတာကြောင့်စာနယ်ရေးခါမလုံလောက်မှုဟာဆာဟာရာအောက်ပိုင်းအာဖရိကနိုင်ငံတွေရဲ့အတွက်ပြင်းထန်တဲ့နှစ်ဆနီးပါးမြင်မာလို့နေပါတယ်။ဒါအပြင်နိုင်ငံလူဦးရေရဲ့ ၅00ရာခိုင်နှုန်းအောက်သာလျှင်စစ်မီရရှိသုံးဆွဲနိုင်ပါသေးတယ်။သမရ Everest Lake နဲ့ Racing Mile ဆိုရင်တော့စီးပွားရေးကိုပြန်လည်စတင်ဖို့နဲ့တန်တမန်ဆက်ဆံရေးကိုပြန်လည်ပြုပြင်ဖို့အောက်ထုတ်ဂျိုးပန်းခဲ့ပြီးတော့2022ခုနှစ်မှာ American နဲ့ Europe သမဂ္ဂနှစ်နိုင်ငံစလုံးက Burundi နိုင်ငံအပေါ်ဗန္ဒာရေးဆိုင်ရာပိတ်ဆို့မှုတွေကိုရုပ်သိမ်းပြီးတဲ့နောက် အကူအညီတွေကိုပြန်လည်စတင်ပြီးတော့ပေးရခဲ့ပါတယ်။ ကံမကောင်းစွာပဲဒုထမှုနှုံတက်လာနေတဲ့အချိန်မှာငွေကြေးဖောင်းပွားမှုကဒီနေ့မှာတော့22ရာခိုင်နှုန်းလောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။နံပါတ်1တောင်ဆူဒန်နိုင်ငံကမ္ဘာအစည်းအဝေးဆုံးနိုင်ငံတွေထဲမှာမှအစည်းအဝေးဆုံးဖြစ်တဲ့တောင်ဆူဒန်က2012ခုနှစ်ကနေစတင်ပြီးတော့ အကြမ်းဖက်မှုတွေဖြစ်ပေါ်ကဖြိုခွင်းခံကြရတဲ့နိုင်ငံတကာနိုင်ငံပဲဖြစ်ပါရင်ရင်းနယ်တိုက်တွေပေါ်ကျွေးဝါပြီးတော့အကြမ်းပြင်းအားဖြင့်15တန်းခန့်ရှိတဲ့ဂုံးတွင်းပိတ်နိုင်ငံအားတရားစတာချိန်စာလို့တင်စာနိုင်တဲ့ဖြစ်ရဆိုးကြီးနဲ့အတူနိုင်ငံရင်းနဲ့လူမှုရေးကွဲပြားမှုမညီမျှမှုအကျဉ်းပြတ်ခြားစားမှုနဲ့စစ်ပွဲတွေကိုပါဖြစ်ပေါ်စေခဲ့ပါတယ်အကြမ်းဖက်မှုတွေနဲ့ပြင်းထန်တဲ့ရာသီဥတုကြောင့်လယ်သမားတွေအနေနဲ့ကောက်ပဲတိနဲ့နေစိုက်ပျိုးခြင်းရိတ်သိမ်းခြင်းတွေကိုပကြခဏဓာစီထားခဲ့ပေမဲ့ လူဦးရေများစုရဲ့အတံမဝမ်းကြောင်းလုပ်ငန်းဟာမယိုးဖလာစိုက်ပျိုးရေးရတာဖြစ်ပြီးတော့အဲဒီလုပ်ငန်းတွေမှာဒါအလုံးလုံးခံကြပါတယ်။အခုနှစ်မှာတော့တောင်ဆူဒန်လူဦးရေရဲ့60ရာခိုင်နှုန်းကျော်ဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေအောင်မယ်လို့ခန့်မှန်းထားပါတယ်။ဗီဒီယိုလေးကိုအဆုံးမိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။